မင်္ဂလာပါရှင်ရန်ကုန်ခေတ္တ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် LED ဆွေရနဲ့လွတ်တော်ကဥပဒေနဲ့မညီညွတ်တဲ့ပြောဆိုမှုပြဌာန်း channel ကိစ္စများစွာလောက်ဆောင်ခဲ့ပြီးလက်ရှိအချိန်ထိစရောက်ခဲ့ရတော့ဂျပန်မျိုးလိုက်ပြောပြန် LED ဆွေရနဲ့လွတ်တော်ကဥပဒေနဲ့မညီညွတ်တဲ့ပြောဆိုမှုပြဌာန်းချက်တွေနဲ့ကိစ္စများစွာလောက်ဆောင်ခဲ့ပြီးလက်ရှိအချိန်ထိစရောက်ခဲ့ရကြောင်းအချက်ဖတ်စစ်ကောင်းဆောင်မြန်လိုက်ကပြောဆိုပြန်ပါတယ်နေပြည်တော်မှာယနေ့ပြုလုပ်တဲ့ငင်းချိုင်း forum မှာအချက်ဖတ်စစ်ကောင်းဆောင်မြန်လိုက်ကထပ်ပါတိုင်ပြောဆိုခြင်းဖြစ်ပါတယ် ဇတက်က2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲကပြည်လုံးကျွတ်ဆန္ဒခံရေးပွဲပြုလုပ်ပြီး2017ခုနှစ်မှာဒီမိုကရေစီစနစ်ကိုအေးအေးချမ်းချမ်းနဲ့ကူပြောင်းပေးခဲ့ကြောင်းဇတက်ကဒီမိုကရေစီစနစ်ကိုဖွံ့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းပထမဒီမိုကရေစီအစိုးရသမ္မတဦးသိန်းစိန်အစိုးရတပ်တန်းမှလည်းစိန်ခေါ်မှုတွေရှိခဲ့ပြီးဒုတိယဒီမိုကရေစီအစိုးရအလက်ဒီအစိုးရမှစစ်ဘက်ရဲ့ဖက်ဆက်ဆံရေးကိုတွန်းမြင့်နိုင်ကြိုးပမ်းခဲ့ကြောင်း တို့ရရင် LND ဆိုရလွတ်တော်နဲ့ဆိုရကဥပဒေနဲ့မညီညွတ်တဲ့ပြောဆိုမှုပြဋ္ဌာန်းချက်တွေနဲ့ကိစ္စများစွာကိုလှုပ်ဆောင်ခဲ့တဲ့ဖြင့်လက်ရှိအခြေအနေထိဆက်ရောက်လာခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံကဆိုပါတယ်။ရခိုင်က2020ရွေးကောက်ပွဲမှာမဲမတမာမှုရှိပြီးတော့စစ်တပ်က2008ဖွဲ့စည်းပုံအခြေခံဥပဒေအရအာဏာရယူရလို့မြောက်လိုင်းကပြောဆိုခဲ့တော့လဲယခုခေါမှာအရက်ဖတ်စစ်ဘက်ဆက်ဆိုင်အဆင်မပြေမှု LND ဆိုရနဲ့လွတ်တော်ရေလှုပ်ဆောင်ချက်တွေဥပဒေနဲ့မညီဘဲနဲ့လက်ရှိအခြေအနေဆက်ရောက်ရလို့ပြောဆိုလာပြန်ပါတယ်။ စစ်တပ်အနေဖြင့်မြန်မာနိုင်ငံမှာဒီမိုကရေစီကိုထူထောင်ရမှာမြန်မာနီမြန်မာဟန်ဒီမိုကရေစီကိုထူထောင်ရမည်ဖြစ်ပြီးတခြားနိုင်ငံတွေရဲ့ဒီမိုကရေစီစနစ်ကိုပုံတူကူးချမည်မဟုတ်ကြောင်းရွေးကောက်ပွဲမှာမဲအများဆုံးသူအနိုင်ရတဲ့သူစနစ်အပြင်ပြည်အားချိုးချကိုစားပြုစနစ်ကိုလည်းအကောင့်ထွက်ဖို့မည်ဖြစ်ကြောင်းရွေးကောက်ပွဲကိုလာမယ့်နှစ်ကုန်ပိုင်းမှာကျင်းပနိုင်စီစဉ်နေကြောင်းမြန်မာနိုင်ငံကဆက်လက်ပြောဆိုပါတယ် ကျွန်တော်အနေနဲ့ဒီမိုကရေစီကိုကျင့်သွားမှာတခြားနိုင်ငံတွေကိုပုံတူကူးခြားသွားမှာမဟုတ်ပါဘူး။ကျွန်တော်နိုင်ငံတမိုင်းကြောင်းလူနေမှုစနစ်ရင်ကျဲမှုဇယိုက်လက္ခဏာဒလိထုံတန်းစင်လာရတဲ့ကိုက်ညီရဲ့ဒီမိုကရေစီစနစ်ကိုမြန်မာနေမြန်မာဟန်နဲ့မြန်မာတွေပဲဥဆောင်ပြီးဖော်ဆောင်သွားကြမှာဖြစ်တယ်လို့မြန်လိုင်ကဆိုပါတယ်။စေကောင်စင်နေဖြင့်ရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလကစတင်ပြီးကျင်းပပြီး2016ခုနှစ်ဇန်နဝါရီလတတိယပတ်တိလေးဘတ်တွင်မှာအပြီးကျင်းပသွားရင်စဉ်းစားနေကြောင်းရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုချိန်ညှိနေကြောင်းကျန်းဖတ်မြန်လိုင်ကပြောဆိုပြန်ပါတယ်။ ဆလဘီဒါမြန်မာနယ်စပ်ဒီကပလင်စစ်ကမ်းမှာထွက်ပြေးသွားဒုတိယပုံမှုကြီးအပါဝင်စေကောင်းစေတပ်ဖွဲ့ဝင်42ဦးလက်နက်များနဲ့အတူထိုင်းဘက်ကိုရောက်ရှိတော့စကန်တွင်မှစစ်သားအလောင်း6လောင်းနဲ့လက်နက်ကင်များရရှိကင်းပြည်နယ်မြောက်ရီမြို့နယ်ထိုင်းမြန်မာနယ်စပ်ဒီကပလင်စစ်ကမ်းကထွက်ပြေးသွားတဲ့တရင်မှုစဉ်ဒုတိယပုံမှုကြီးအပါဝင်စေကောင်းစေတပ်ဖွဲ့ဝင်42ဦးကလနဲ့များနဲ့တို့ထိုင်းဘက်ကိုရောက်ရှိသွားပြီးထိုင်းအာနာပိုင်တွေကခေါ်ယူထိန်ထိန်ထိုင်းအကြောင်းထိုင်းမြန်မာနယ်စပ်စေတရင်မြစ်ကပြောပါရယ် ဇော်လာ20ရက်နေ့မော်လဲ3:45မိနစ်ချိန်ထိုင်းမြန်မာနယ်စပ်မှာရှင်စစ်ကောင်စီတပ်ရဲ့ထိကပလဲစစ်ကံကိုတင်ပရရှိပြီးအဆိုပါစကမ်းမှာစစ်ကောင်စီတပ်သားတွေထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားကြောင်းထွက်ပြေးသွားတဲ့စစ်သားတွေကိုဒေါ်လေးတပ်တွေကလိုက်လံဖမ်းဆီးနေမြင်ရှင်နေရစစ်သား3 4ကိုအရှင်ဖမ်းဆီးရရှိခဲ့တော်လဲထိကပလဲစကံမှာတရင်မှုပုံမှုကြီးအပေါင်းစင်ရရှိ၄ဦးအရာရှိရာကန်အကြံ23နဲ့တပ်သား15ဆုစုပေါင်း42ဦးတို့မှလက်နက်39လက်နဲ့တူထိုင်းနိုင်ငံဘက်ကိုရောက်ရှိခဲ့ကြောင်းသိရပါတယ် ထိကပလက်စကန်ကပြည်ရေး၄၀နှစ်ကထိုင်းစစ်တပ်စီရောက်သွားပြီးသူတို့ပါသွားတဲ့တနက်၃၉လက်ကိုလည်းထိုင်းစစ်တပ်ကတင်လိုက်ပြီးအခုတော့စစ်မီတာတွေလုံးနေရရှောက်ပြည်နယ်စစ်သားတွေလည်းမြန်မာဘက်ခြမ်းမှရှိတယ်လို့ထိုင်းမြန်မာနယ်စပ်သတင်းမြစ်ကပြောပါတယ်လက်တော်ထီကပလက်စကန်တိုင်းတိုက်ပွဲမှာလက်နက်တိုင်စီအားရှိမှုနေဖြင့်60မမ3လက်ငွေမီ2လက်လက်နက်ငယ်7လက်လက်နက်ကြီးခရရန်နေရရှိကြောင်းစခန်းတွင်မှာဆက်သားလောင်း6လောင်းနဲ့တိုင်စီအားရှိကြောင်းသိရပါဗျာ KTN လေကောသူလေတက်မတော်ရဲ့ထုတ်ပြန်ချက်မှာတော့ဇွန်လကစတင်ပြီးတော်လိုင်းပူပေါင်းဖွဲ့ဝင်တွေကစစ်ကောင်စီရဲ့အထက်ကပလက်စကန်ကိုဝိုင်းရံပိတ်ဆို့ပြီးဒရုန်းတွေနဲ့နေညမပြတ်တိုက်ခိုင်းရမှာဇွန်လ22ရက်နေ့မှာစစ်ကောင်စီတပ်ဖွဲ့နဲ့စခန်းကုံစွန်ကထွက်ပြေးသွားခဲ့ကြောင်းဒေါ်လာတက်ဖွဲ့ဝင်တွေမှာလိုက်လံရှင်းလျံထိုင်းနိုင်ငံတို့မရောက်မီနေဆက်မီတာ900ခန့်กว่าမှာစစ်ကောင်စီတက်ဖွဲ့ဝင်တွေနဲ့ဒေါ်လာတက်ဖွဲ့ဝင်တွေကြားအထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်းအဆိုပါအထိတွေ့တိုက်ပွဲမှာစစ်ကောင်စီတက်ဖွဲ့ဝင်တော်တော်သေဆုံးပြီး၄ဦးရှင်ဖမ်းမိခဲ့ကြောင်းသိရပါတယ် ကျန်းရှိအစစ်ကောင်စီတပ်ဖွဲ့ဝင်တွေမှလက်နက်တွေကိုစွန့်ပစ်ပြီးထိုင်းနိုင်ငံတွင်ကိုဝင်ရောက်ထွက်ပြေးသွားခဲ့ပြီးတော့တော်လိုက်တပ်ဖွဲ့ဝင်တွေကလိုက်လံရှင်နေရ၎င်းတို့ထွက်ပြေးရလမ်းတစ်လျှောက်မှာ60မမအမြောက်တွင်နဲ့လက်နက်ငယ်တွေတင်စီအောင်ရှိကြောင်းရှင်အောင်ထေကပလက်စကန်ကုန်းကိုဒေါ်လိတ်တဖွဲ့ဝင်တွေကဝင်ရောက်နေပြင်ရှင်းနေရမှာ60မမပုံတင်နဲ့9သသမ62ကြီးစံနဲ့9သသမ56ကြီးစံနဲ့40မမပုံတင်ထပ်မံတင်စီအောင်ရှိခဲ့ကြောင်း KTN တွေကတူလေးတမတော်ကထုတ်ပြန်ပါတယ် ဆက်လက်ပြီးမြေမျိုးဘက်ကနေအမတ်တ36တိုင်ကိုလာရဲစစ်ကားတစ်စီးကိုတိုက်ခိုက်မှုစစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုရှိမိထီလာမြို့နယ်မှာလည်းစစ်တပ်စစ်ကြောင်းတိုက်ခိုက်မှုစစ်သား3ဦးသေဆုံးတနင်္သာရီတိုင်းမြေမျိုးဘက်ကနေအမတ်တ36တိုင်ကိုတက်လာရဲစစ်ကားတစ်စီးကိုတိုက်ခိုက်ရဂျပန်စစ်ကောင်စီတပ်သားတွေထိခိုက်ဒေဆုံးမှုရှိကြောင်းမြေပြည်သူကာကွယ်ရေးဖွဲ့ဘက်ကဖတ်မိမတောင်ဝင်ရှိသူကပြောပါရယ်ဇွန်လ24ရက်နေ့မော်လဲ2နာရီခန့်ချိန်မြေမျိုးဘက်ကနေအမတ်တ36တိုင်ကိုတက်လာရဲဂျပန်စစ်တပ်စစ်ကားတစ်စီးကိုရန်ဖို့ကြရတဲ့ကန်တိုရွာအကြားကမ်းမောင်းရောက်မှာဒေါ်လေးတစ်ဖက်ကကြာပ ဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ရင်တိုက်ခိုက်မှုတွေဂျပန်စစ်ကောင်စီတပ်သားထိခိုက်ဒေဆုံးမှုရှိပြီးအရေးအတွက်အတိအကျကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တော်လိုင်းတပ်ဖွဲ့နှင့်ထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။စကွေးအထိကိုက်တည်ဆောက်မှုရှိပေမဲ့တည်စင်းကတော့အတိမပြုံနိုင်သေးပါဘူးဒေါ်လင်းတဖွဲ့ဝင်တွေကအထိကိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့မြေပြည်သူကာကွယ်ရေးဖွဲ့ဘက်ကဖမိတောင်ရှိသူကပြောတယ် အလားတူမန်လေးတိုင်းမိထီလာမြို့နယ်မှာအင်အားယာချီ၃ကစစ်ကြောင်းထုတ်လိုက်စစ်ကောင်စီတပွဲကိုတိုက်ခိုက်ရမှာစစ်သား၃သေဆုံးကြောင်းဒနုစတိတ်နက်ရှင်နယ်ဒီဖန့်အာမီ TSND ရဲ့တပ်ဖွဲ့မှတာဝန်ရှိသူကပြောပါရယ်ဇွန်လ24ရက်နေ့ညနေ6:00နာရီကန်ချိန်မိထီလာမြို့နယ်အောင်တုံရွာနဲ့ဂွေတောက်ကန်ရွာကြားကိုစစ်ကြောင်းထုတ်လိုက်တမတ်69လောက်ကန်စစ်ကြောင်းတော်လေးပူပေါင်းတပ်ဖွဲ့တွေကစောင့်ကြိုတိုက်ခိုက်ရမှာအပြက်လက်ပြက်ကတ်တိုက်ပွဲနိုင်ဝက်ခတ်ကြားခဲ့ပြီးစစ်သား၃သေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရပါရယ် ။မြန်မာကရာကနန်းဝင်းစင်လာအောင်ရှင်မဲအနီးနားကိုပြန်ဆုတ်ပြီးဒီကနေ့မနက်ပြန်ပြီးစစ်ကြောင်းထိုးလာနေ။အဖက်ဖက်ကနေစစ်မျက်နှာဖွင့်လာနိုင်တာမို့ပြည်သူအနေနဲ့ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားဖို့ပြောချင်ပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမိထီလာမျိုးနယ်နဲ့တောင်စီမျိုးနယ်တွင်ရှိတော်လိုင်းအင်အားစုတောင်သာဘက်ကဖားနဲ့ဒနုစတိတ်နေရှင်နဲ့ဒီဖန့်အာမီ DSND တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းပဲဖြစ်ပါတယ်။နောက်ဆက်အောင်ပေးကြတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။